အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်မြတ်သား channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာဇေယနာရာမညာရေးသားထားတယ်အောင်မြတ်သားနဲ့လူရွငအောင်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟဲ့ရောင်ငအောင်တောင်းပါမှာကွာဘိုးတော်လိုလိုဘာလိုလိုလူတွေရောက်နေတယ်တဲ့ဘောင်မြင့်ရဲ့စကားကြောင့်အရက်ခွက်ကိုကင်ထားတဲ့ငအောင်ကစုတ်တစ်ချက်တက်လိုက်ပြီးတော့ ဘိုးတော်မကလို့ဘာပဲရောက်ရမင်းနဲ့ဘာဆိုင်လို့လဲကွာတောက်เสียရှိတာတောက်ဆမ်းပါကွာမင်းရလဲကွာငါကဒီအတိုင်းပဲပြောပြတာပါကွာအဲ့ဒါတွေကိုငါစိတ်ဝင်စားငါစိတ်ဝင်စားတာလေစာတင်เจ้าเนี่ยအကောင်ပဲကွာစာတင်เจ้าเนี่ยမှာဘယ်သူရှိလို့လဲဒီချင်းကကြောင်းပိတ်ထားတာမဟုတ်ဘူးလားလူပြောတာမဟုတ်ဘူးကွာမင်းညာတော့ကလေငါအရက်တောက်ပြီးပြန်တော့စာတင်เจ้าရဲ့ခေါင်းကိုပေါ်တယ်ငါ့ကိုခဲနဲ့လှမ်းပြစ်တယ်ကွာ ငါလဲကွာခဲကြတဲ့နေရာမော့ကြည့်လိုက်တာမဲကြုတ်ကြုတ်အကောင်တော့ငှို့ထုတ်ထိုင်နေတာကွာအဲ့ဒီကောင်ငါမကျင်တော့ဘူးကွာမင်းနဲ့ငါလေးဒီညစာတင်ကြောင်းနဲ့ဟာအဲ့ဒီကောင်တော့ဖမ်းရအောင်ကျေးဇူးရှင်ရဲ့အဲ့ဒါတော့ငါလဲမလိုက်ပြရသေးနဲ့အစားလောက်ပါတော့ကွာမရဘူးကွာဒီကောင်ငါ့ကိုခဲနေထုတာမကျင်တော့ဘူးမင်းမလိုက်ရင်ငါတယောက်ထက်သွားမယ်ငါအောင်ကဂျိုင်းတီးရိုင်တိုင်းဖြစ်နေတဲ့ခန္ဓာကိုယ်ကိုတဲမအောင်ထိတ်လိုက်ပြီးတော့ အရက်ဆိုင်တွေကနေထွက်သွားပါလေရောဟာဟေ့ကောင်နေငအောင်ထွက်သွားပြီကွာတခုခုလောက်ကြအောင်မင်းတော်မှပြောမရတော့ကွာငါတို့ပြောလို့ရှင်ဟိုးကပြဿနာရှာနေပါဦးမယ်ဒီကောင်နဲ့တော့ပြဿနာပဲကွာပေါင်မြင့်ကပြတောက်ပြတောက်ရေရွရင်းနေအရက်ပလင်းထဲမှာကြံနေတဲ့လက်ကြံကိုတချိန်တို့မော့ချပြီးတော့ငအောင်နောက်ကိုလိုက်သွားခဲ့တယ်ဆိုင်ပြေကိုရောက်တော့ငအောင်ရဲ့အရေးအယံကိုမမြင်ရဘဲနဲ့ လမ်းပေါ်မှာအိတ်နေတဲ့ခွေးတချို့ကိုသာမြင်လိုက်ရတယ်။မောင်မောင်မဲမဲတွေမှာဘယ်ရောက်သွားပါလဲ။မောင်မင်းကငအောင်ကိုလိုက်ရှာပေးမယ်။အရေးအယောင်တော့မတွေ့ရတော့ကြအောင်။တချင်းလေးညီးပြီးအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ဟဲ့မောင်မင်းမင်းလာကွာ။အတန်ကခောက်ခုတ်ထွက်လာတာကြောင့်မောင်မင်းကဘေးဘီကိုလိုက်ကြည့်ရဘာမှမတွေ့ဘူး။မောင်မင်းကငါ့ကိုလာကူအောင်ကွာ။ဒီတခါမှာတော့မောင်မင်းကစက်သိန်းမွေးညင်းနေထလာပြီးတော့ တောက်ထားတဲ့အရက်ခိုးတွေပြောင်းလူနေပါဖြစ်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့မြင်ကွင်းအရှိမကဘသူမှမရှိလို့ပဲ။ငါနာမည်ခေါ်တာဘသူလဲကွာ။မင်းမေကလားအခုတွေမလာသေးဘူးလားကွာ။ငါရေးရင်းနဲ့ကြာနေတာဟာ။အဲ့တော့မှမောင်မြင်လဲအတန်ကြားတဲ့ဘက်ကိုစန်းတပွားဝါနဲ့ရှောက်သွားရ။ဘောင်မပါတဲ့ရေးရင်းနဲ့မှာတော့ရေးခတ်ကျိုးကိုကင်ထားတဲ့ငအောင်ကိုမြင်လိုက်ရတယ်။မောင်မြင်လဲငအောင်ကိုမြင်တော့ဘိုက်ကိုနှိပ်ကရေးလိုက်ပြီး ဘေးအိမ်ကလူတွေကိုကူညီတောင်းပြီးတော့ရေရင်းနဲ့ရတယ်အပေါ်ရအောင်ဆဲပေးခဲ့ရတယ်ရေရင်းမော်ကတက်လာတဲ့ငအောင်က မောင်မြင်းသားကိုကပ်ပြီးတော့မောင်မြင်းကငါတို့တွေအရက်သွားပြန်တော့တော်ပါိုက်ကွာညလည်းနဲ့နေပြီစိုင်းနေလည်းပိတ်ပြီးကွာမင်းတကူလုံးလည်းရေရီရွှဲနေအိမ်ကိုပြန်တော့မင်းကဘာသိလို့လဲကွာငါ့အောင်လေစာတင်ကြောင်းနဲ့ကောင်တွန်းချလိုက်တာအဲ့ဒါကြောင့်မလို့ဒီညဒင်းကိုမရရအောင်ဖမ်းရမယ်မောင်မြင်းက သူ့ကိုချစ်တိုင်နေတဲ့ငအောင်ကိုပြောမရတဲ့အဆုံးပါတော့ဒီနေ့တော့တရေမဖမ်းနိုင်ဘူးကွာမနှက်ဖန်ညားကြလို့ရှင်ငါကိုယ်တိုင်မင်းနဲ့တူတူသွားဖမ်းမယ်တကယ်ချင်းဟာဒီညတော့စိတ်လျှော့လိုက်ပါကွာချောမော်ပြောနေတဲ့ချိန်ငအောင်ရဲ့အမားဖြစ်သူကနားကိုရောက်ချလာတယ်ငအောင်ရဲ့နင်းဆိုစီမာလေးလေဖြစ်လိုက်ရင်မျက်လုံးပြူမျက်စံပြပဲလူကလည်းမူးနေတာတောင်းချစားနေပြီဒါလာအိမ်ပြန်အောင် မာကြီးကငအောက်လက်ကိုဆွဲပြီးအိမ်ကိုပြန်ခေါ်သွားခဲ့တယ်။ဒီတော့မှမောင်မြင်းလည်းဟင်းကနဲ့တပင်းချပြီးတော့မိမိနေတဲ့အိမ်ဘက်ကိုပြန်ဝင်ရသွားခဲ့တယ်။ငအောင်ကမူးနေရင်သာပေါက်ခဲ့ရရှောက်လို့တက်ပေမယ့်အရမတောက်တဲ့အချိန်ဆိုရင်တော့သကားကိုလေးလုံးကွဲအောင်မပြောတဲ့လူသာရွာကလေးဆိုလေငအောင်လောက်ကပြန်လာပြီဆိုရင်လက်ဆွဲတဲ့သူကဆွဲကျိုးတဲ့သူကကျိုးနေဘာဖြစ်လို့လဲဆိုတော့ငအောင်ကကလေးတွေကိုမြင်တဲ့အခါသူ့အိတ်ခက်ထဲမှာပါတဲ့ပတ်စံတွေကုန်တဲ့ထီ မဟုတ်ဝဲကျွေးတတ်လို့ပဲငအောင်လောက်ကလဲထုံဆက်ပြင်တာဆိုတော့ကွင်းရွာတွေဘက်ကိုမကြမကြသွားရတယ်အခါလီမှာတော့ဆက်ပြင်ရတဲ့လဲပန်းရှင်တွေကငားတွေပစုံတွေကိုအိမ်အတွက်အမြဲပေးနေကြပဲဒါပဲမဲ့လဲပေးလာတဲ့အရာမှန်သမျှတော့အိမ်ကိုပြန်ပါမလာပဲနဲ့လမ်းမှာတွေ့ရမရှိနမ်းမသူတွေကိုအကုန်ပြန်ပေးခဲ့တာငအောင်ရဲ့အကျင့်ပေါ့ရက်ရွာထဲမှာဘာပဲလုပ်လို့ငအောင်ပန်ပါရင်မပြီးဘူးနောက်ပြီးတော့ ဘယ်ပြဿနာမဆိုငါအောင်ကအမြဲပါနေတာအခုလဲငါအောင်တရာအိယာနုရာနဲ့မောင်မြင့်အိမ်ဘက်ကိုငိုက်ဆိုင်ငိုက်ဆိုင်ထွက်သွားခဲ့တယ်ဒေါ်လေးစိန် မောင်မြင့်ရှိလားမရှိဘူးကွယ်လေခွင်းဘက်ခဏသွားမယ်လို့ပြောတာပဲဒေါ်လေးစိန်ရဲ့စကားကြောင့်မောင်မြင့်ရှိရာလေခွင်းဘက်ကိုထွက်လာခဲ့လိုက်တယ်ဟိုရောက်တော့လေတောင်တဲတစ်ခုကဖဲဝိုင်းဘေးမှာထိုင်နေတဲ့မောင်မြင့်ကိုမြင်လိုက်ရတယ်ဟဲ့အောင်မောင်မြင့်မင်းကငါ့အော်တာမခေါ်ပါလားကွာ ဟုတ်ဘူးကွာငါလည်းဒီကိုခဏပဲလာတာအခုပဲပြန်တော့မလို့ငါရောက်လက်ဆနဲ့တော့ခဏထားလိုက်ဦးမယ်ကွာမင်းလည်းမပြန်နဲ့ဦးငါအောင်ကမောင်မင်းပခုံးကိုဖတ်ပြီးတော့ဖဲဝိုင်းပြီးမှဝင်ထိုင်ပြီးကြည့်နေခဲ့လိုက်တယ်ဘိုင်းကအတော်ကြည့်တာမလို့မောင်မင်းတို့လည်းမပြန်ပြစ်သေးပဲနဲ့ဟိုကြည့်ဒီကြည့်လုံနေတဲ့ချိန်ငါအောင်ကဖဲဝိုင်းပြီးမှခြားရတဲ့ရက်ပလင်းကိုကောက်ကင်ပြီးတော့ဖဲဝိုင်းမှာထိုင်နေတဲ့လူကိုခွက်ခနဲ့ရိုက်ချလိုက်တယ်ရုတ်တရက်ဆိုတော့လူတွေအားလုံးကြောင်နေပြီးတော့ ကြိုက်ခံထိတဲ့သူကလည်းငအောင်ကိုမျက်လုံးပြူးသားတယ်မောကြည့်နေခဲ့တယ်။ဖျောင်းကသူ့မျက်အောင်ဘာလို့ရိုက်တာလဲကွာ။မင်းတို့တွေဘာသိလို့လဲ။ဒီကောင်ကဖဲလင်ရိုက်နေတာကွာ။ဟောဒီမှာကြည့်။ငအောင်ကကြိုက်ခံထိတဲ့လူကိုတွန်းဖယ်ပြီးတော့ဖျားကိုလက်နဲ့နှက်လိုက်ရာဖဲချက်နှစ်ချက်ထွက်လာခဲ့။အဲဒီတော့မှဖဲဝမ်းရလူတွေလည်းငါအောင်ဘာကြောင့်ရိုက်တယ်ဆိုတာသိသွားပြီးတော့ကျေးဇူးတင်တကားပြောဖို့လို့ရွာဘက်ကိုထွက်သွားတဲ့ငါအောင်နဲ့မောင်မြင့်ရဲ့နောက်တော့မြင်လိုက်ရတယ် ငါအောင်ကအဲ့ဒီလိုမဟုတ်မခံလူသားမျိုးတခါလေမောင်မြင့်နဲ့ပြဿနာတက်ဖူးတဲ့လူကိုအရက်ဆိုင်ထဲမှာမပြောမစုံနဲ့ဝင်ရိုက်ခဲ့ဘူးတယ်သူနဲ့ဆိုင်လားဆိုတော့လုံးလုံးမမဆိုင်ဘူးအမဖြစ်သူကနေနဲ့မဆိုင်မဲ့ဘာလို့ရိုက်တာလဲလို့ပြောတော့သူ့တကယ်ချင်းနဲ့ပြဿနာဖြစ်တဲ့သူတိုင်းသူနဲ့ဖြစ်တာပဲတဲ့ဒီနေ့တော့ငါအောင်တရားမနက်ထဲကနေညနေဆောင်တဲ့အချိန်မှာငြိမ်းနေခဲ့တယ်ခါတိုင်းဒီချိန်ရောက်လို့ရှိရင်အရက်ဆိုင်ရောက်နေပြီဖြစ်တယ်မောင်ဖြစ်သူပါ ဒီနေ့မှဘဲမှမသွားတာကြောင်းအမားဖြစ်သူကအံ့ဩနေတဲ့ချိန်ငအောင်ရှိလာရင်ဦးလေးပူပါလားဘဲကနေဘလို့လှဲ့လာတာလဲနင်တို့စီရောပဲအလဲလာတာငါတူရောဘဲရောက်နေတယ်ရှိပါဦးလေးပူရဲ့ဟဲ့ငအောင်နင်ဦးလေးလာတယ်ဟဲ့ဘာကြီးရဲ့အတန်းကြောင်အိမ်ငန်းထဲမှာလှဲနေတယ်ငအောင်တရားအိမ်ရှိကိုထွက်လာခဲ့လိုက်တယ်ငါတူနေတာမတွေ့တာကြပြီနည်းနည်းပိန်သွားတယ်ဟုတ်တယ်ဦးလေးပူရဲ့ နေတိုင်းတောင်းနေမှာတော့မပိန်မဲနေမလားငအောင်ကမာကြီးရဲ့စကားကိုရှိတယ်လို့တော့မထင်မဲနဲ့ဦးလေးဘူးရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်ဦးလေးဘူးဆိုတာငအောင်မွေးတဲ့ထဲကထိမ့်လာတယ်သူအခုလဲမရောက်တာကြာပြီဖြစ်တဲ့ငအောင်စီကိုအလဲရောက်လာခြင်းပဲဖြစ်တယ်ဒူဝရီနဲ့ကစကားပြောနေရင်းနဲ့အကြီးမကြီးငအောင်နဲ့ဒီညာနည်းနည်းတောက်မယ်ဒီတိုင်းပဲစကားပြောကြပါလားသမီးထမင်းပြင်ပေးထားမယ်လေနေရာလဲဟာ ငါတူနဲ့ငါတခါလေးစုံလုံးလေးတောက်ပြသေးကွာဒီကောင်းရဲ့အကြောင်းဦးလေးဘူးကဘာသိလို့လဲ तू ကမူးလာလို့ရှင်ထိမ့်ရတာမနိုင်ဘူးနော်ဟာဟာဒီကောင်းငါထိမ့်လာတာပါဟာငါတူကငါပြောရင်ပြီးပါတယ်ဘာကြီးလဲပြောမရတဲ့ဆုံးအိမ်ပေါ်ပြန်တက်ပြီးတော့မနဲ့ဈေးဝယ်ရမယ့်ဆေးနေတွက်ချနေခဲ့လိုက်တယ်တူရီနှစ်ယောက်လည်းစကားလေးပြောလိုက်အရက်လေးတောက်လိုက်လုံနေရင်ကနေညဆယ်နာရီလောက်ရောက်တော့ငါတူ ဦးလေးဘုပြန်ချပေးပါကွာငါ့တူကလိမ့်มาပါတယ်မာကြီးလည်းအိတ်နေနေဒီစကားကိုထက်ခါထက်ခါကြားနေရတော့စိတ်ထဲမတင်ကပဲအင်းရှိထွက်ကြည့်လိုက်ရငါအောင်ကဦးလေးဘုကိုချီးပြီးတော့ရေရွန်းဘက်ကိုလမ်းလျှောက်သွားတာမြင်လိုက်ရတယ်ငါအောင်နင်းဘာလို့မလို့တော့ဘာကြီးရဲ့စကားကြောင့်ငါအောင်ကနောက်ကိုလှည့်ကြည့်ပြီးတော့ဒီလူကြီးကစကားရမ်းများလို့ရေရွန်းနဲ့ပြစ်ဆာမလို့ဘာကြီးလဲသူမမဆွဲလို့ရှင့် ်ဦးလေးဘူးဒုက္ခရောက်တော့မှမြင်တဲ့အတွက်အိမ်မောင်ကနေပြေးဆင်းပြီးတော့ငါအောင်ရဲ့လက်ကိုဆွဲပြီးဟဲ့ငါအောင်ဦးလေးဘူးပြန်ချလိုက်ကြမ်းငင်းဟာလေမူးလာလို့ရှိရင်ပြဿနာရှာလိုက်ရမှာအဲ့ဒါလိုပြောလိုက်တော့မှပဲဦးလေးဘူးကိုပုံကနေပြစ်ချပြီးတော့အိမ်ပြင်ဘက်ကိုထွက်သွားခဲ့တယ်ဦးလေးဘူးအစင်ပြေးရလားပြေးပြေးပါတယ်ဒီကောင်လေးအရင်ကအခုတော့မဟုတ်ပါဘူးကျမပြောသားပဲ ငအောင်ကမူးလာလို့ရှင် စိတ်ထင်ရရှောက်လို့ပါတယ်ဆိုဘာနဲ့လေပူလေးဘူးကဘာဖြစ်လို့အတန်ကြက်ကြက်မောင်းရတာလေဒီကောင်ကွာငါ့ကိုလေအော်ရာနဲ့ပြစ်ချမယ်လို့ပြောလို့အတန်မထွက်ရတာဦးလေးဘူးတကားကြောင်မာကြီးလဲရီရခန့်ငိုရခန့်ဖြစ်သွားပြီးတော့ဦးလေးဘူးလည်းမူးနေပြီဆိုတော့ခမဲစားပြီးအိတ်လိုက်တော့လေနေနေငါရွာအောင်ပိုင်းကအတိအိမ်မှာပဲတွားရတော့မယ်မတော်လို့ဟိုကောင် ပြန်လာလို့ရှင်ငါ့ကိုပြဿနာရှာနေပါအောင် ဦးလေးပူလဲငအောင်ကိုကြောက်လန့်ပြီးတော့အချိုးတဲ့လစ်ပြေးပါလေရောမာကြီးကတော့ငအောင်အင်ကနေထွက်သွားပြီးဘာပြဿနာများရှာလာမလဲဆိုတဲ့စိတ်နဲ့အိမ်ပေါ့ဝါမှာထိုင်းဆောင်နေတဲ့ချိန်မာကြီးရေမာကြီးငအောင်လေရွှေမြင်းတင်တောင်ပေါ်တက်သွားလို့လိုက်ကြည့်ပေးပါဦးဒီချိန်ကိုတယောက်တည်းတက်သွားတာလားဟုတ်တယ်ဗျာကျွန်တော်နဲ့ဖိုးတူလေတော်လိုက်ဖို့လုံနေတဲ့ချိန်ငအောင်မြင်လို့မာကြီးကိုလာပြောတာဒီတင်နာကောင်ကတော့ဟဲ့ ညာကြီးအချိန်မတော်ဒုက္ခပါပဲအိမ်နီးနာချင်းနေခေါ်ပြီးတော့ရွှေမြင်းတင်တောင်ပေါ်ကိုချက်ချင်းလိုက်တက်သွားခဲ့တယ်တောင်ရဲ့တဝက်လောက်ကိုရောက်တော့နှိချို့မကြည့်ပြန်အောင်ပါငါအောင်ရဲ့ဖက်နှက်ကိုတွေးလိုက်ရတာကြောင့်အပေါ်ကိုမော့ကြည့်လိုက်ရပေတရားတော့မြင်နေမကြည့်ပြန်ထိတ်မှမတက်ရက်နေတယ်ငါအောင်မြင်လိုက်ရတယ်ဟဲ့ကောင်ကမကြည့်ပြန်ပါဘာတက်လို့နေရလဲစင်းခဲ့လားငါအောင်ရဲ့အခုချက်ချင်းစင်းလာသမှာမိုင်းနဲ့ရွာလူတွေရဲ့အော်စံကြတော့ ငအောင်ကအောက်ကိုငုံကြည့်ပြီးမျက်နှာသေးကြီးနဲ့ရှီးပြနေခဲ့တယ်။ဒီကောင်ပုံစံကြည့်ရတာတာမန်မဟုတ်တာဘူး။တခုခုပူကန့်နေသလိုပဲ။အဖွဲထဲမှာပါလာတဲ့ဦးစိန်တို့ရဲ့စကားကြောင့်မာကြီးကပြာရခတ်သွားပြီ။ဘယ်လိုလုပ်ကြမလဲ။မတော်လို့အပေါ်ကနေခုန်ချလိုက်ရင်ဒုက္ခပါပဲ။ကျွန်တော်တို့မှပြည့်ရည်မှုတွေပါတယ်။အပေါ်တက်ပြီးပြည့်ရည်နဲ့ဖျန်းလိုက်ရမှာ။လုံဆမ်းမအောင်ဖိုးလူရ။ဖိုးလူလေတောတက်ရင်အမဲဆောင်သွားတတ်တယ်။ပြည့်ရည်မှုကိုခါးလာညှက်ပြီးတော့ မကြီးပြင်ဘောက်ကိုကုတ်ကတ်တွေ့တက်သွားခဲ့တယ်။ရေဘူးနဲ့လှမ်းပတ်လို့ရတဲ့နေရာရောက်တော့ပရိရေဘူးကိုထုတ်လိုက်ပြီးအပေါ်ကိုပတ်တင်လိုက်ရာပူတဲ့ဆိုတဲ့အတန်တကြီးကငအောက်စီကနေထွက်လာခဲ့တယ်။ကိုကသတိထားအောင်ဗျာအပင်မြင့်နေ။ဟင်ငါငါဘယ်လိုလုပ်ပြီးတော့ဒီလိုရောက်နေရလဲ။စကားကိုနောက်မှပြောဗျာအပင်မောကနေသတိထားပြီးဆင်းအောင်။ငအောင်ကအဲ့ဒီတော့မှသတိဝင်ပြီးတော့မကြီးပင်မောကနေတွေ့ဆင်းလာခဲ့တယ်။အောက်ကိုရောက်လို့မေးကြည့်တော့ ဦးလေးပူးနဲ့ပြဿနာတက်ပြီးအရက်ဆိုင်ဘက်ကိုထွက်လာတဲ့ချိန်မအေးတို့အင်ရှိမှာတော့မိန်းမတစ်ယောက်ထိုင်ကုန်နေတာကိုမြင်လို့မအေးကသူ့ယောက်ျားနဲ့စကားများပြီးငိုနေတာလို့ထင်ပြီးအနားကပ်သွားတဲ့ချိန်အဲ့ဒီမိန်းမသူ့ရဲ့ကုတ်ကိုခွာစည်းလိုက်တာလို့ပြန်ပြောခဲ့တယ်ဒီကိစ္စတွေပြီးတော့ငအောင်ကနှစ်ရက်လောက်နေသွားပြီးသုံးရက်မြောက်နေ့ညမှာတော့ထုံးတဲ့အတိုင်းမှွေးပါလေရောညာ၁၂နာရီရှိနေပြီမို့လို့တရွာလုံးအိမ်မောကြပြီးတိတ်ဆိတ်ငြိမ့်သက်နေခဲ့တယ် အဲ့ဒီအချိန်မှာပဲကတောက်ကတောက်ဆိုတဲ့အတန်းကရွှေမြင်တင်တောင်းပေါ်အတက်လန့်ကိုတက်သွားလိုက်စင်းလိုက်လုံနေခဲ့တယ်။မာကြီးကလည်းငအောင်တယောက်ခုထိပြန်မလာသေးတာမို့အိမ်ထဲမှာတယောက်တည်းထိုင်ဆောင်နေကြားလိုက်ရတဲ့အတန်းကြောင့်စက်သိမ်းမွင်းကြီးနေထလာပြီးတော့တရေချောက်တာများလားဒီအချိန်ကိုဘာတန်များပါလဲအဲ့ဒါလိုရေရွပြီးအိမ်တကားပေါက်ကနေအသားလေးချောင်းကြည့်လိုက်တဲ့အချိန်လူတယောက်တောင်းပေါ်တက်သွားတဲ့အချိန်မြင်လိုက်ရတယ်လူရိတ်က တောင်တလန်းကိုတက်သွားလိုက်အောက်ကိုပြန်ဆင်းလာလိုက်လုံနေရကြအောင်စိတ်ထဲမှာတင်ကတော့ပဲဓမီနဲ့ထိုးကြည့်လိုက်ရငအောင်တယောက်ကဝါလုံးတစ်လုံးကိုထိတ်ကနေဆွဲပြီးတော့တောင်တလန်းပေါ်ကိုအတက်ဆင်းလုံနေတာမြင်လိုက်ရတယ်ဒီတခါတော့မာကြီးဘလို့မှတီးမခံနိုင်တော့ပဲနဲ့အိမ်ပေါ်ကနေဆင်းပြီးငအောင်ရဲ့နှထင်းကိုဖြုံးဝင်နဲ့ရိုက်ချလိုက်တယ်ဟဲ့ကဒီချင်းကလူအိတ်ချင်းလေဘယ်နဲ့ဝါလုံးတစ်လုံးကိုဆွဲပြီးတော့ဆင်းလိုက်တက်လိုက်လုံနေရတာလေမာကြီးရဲ့ကားကြောင့် ငအောင်ကအိယာကနေနိုးလာတဲ့သူတယောက်လိုဖြစ်သွားပြီ။ဘိုင်းကျွန်တော်ကဒီကိုဘယ်လိုလုပ်ပြီးရောက်နေရလဲ။ခုနကတော့အရက်ဆိုင်မှာစကားထိုင်ပြောနေတာဗျာ။နေမဆက်ကိုပိတ်ထားစမ်း။အိမ်မော်ကိုခုချက်တင်တက်။ငအောင်ကမာအီးရဲ့စကားကိုစောရကမတက်ရဲပဲနဲ့ကုတ်ကုတ်လေးနဲ့အိမ်မော်ကိုတတ်သွားခဲ့တယ်။မနက်မိုးလေးတော့ငအောင်တရညကဖြစ်ခဲ့တဲ့ကိစ္စကိုပြန်သိလာပြီးအိမ်ရှိကပကတ်မှာလှဲနေတဲ့ချိန် ရွှေမြင်းတွေတာမောကနေပြီးတော့ဆင်းလာတဲ့ယောဂီဝေလူမြောက်မြင်လိုက်ရတာကြောင့်စိတ်ထဲကနေထူးထူးဆန်းဆန်းကွာငါတို့ရဲ့ရွာတဲ့လူသိန်းတွေရောက်နေပါလားခဏနေတော့မောင်မြေရောက်လာပြီးတော့ငါခုနကလေတောင်ပေါ်ကနေယောဂီဝေလူမြောက်ဆင်းလာတာမြင်လိုက်လားကွာအေးငါလည်းအဲ့ကိစ္စတွေးနေတာမဟုတ်မှလွဲရောကွာတိုက်တူးဖို့လာကြတဲ့သူတွေများလားဖြစ်နိုင်နေကွာဟိုတခါတော့ကလေ မင်းနဲ့ငါတောင်ပေါ်တက်တော့ဟာမန်နှင်းစီကူဘက်မှာ ပြန်ကျင်းနေတဲ့ကရော့ဝဲတွေမြင်ခဲ့တာမှတ်မိလားအေးကွာငါမှတ်မိတယ်အဲ့ဒီတော့ကလေတိုက်ဆရာတွေဘာမှမရသွားဘူးမဟုတ်လားမန်နှင်းစီနဲ့မက်စပယ်တို့စိတ်ဆိုးပြီးတော့ထင်းခုတ်သွားတဲ့လူတွေပါခြောက်လန့်လို့လေဘသူမှတောင်ပေါ်မတက်ရဲကြတော့ဘူးအေးကွာအခုဟာငါတို့အရင်တစ်ခါလိုမဖြစ်အောင်လို့သူတို့နောက်ကိုချီအားခံပြီးလိုက်ကြရအောင်ငါမအားသေးဘူးကွာနောက်ပြီးတော့လေ ဲ့ဒီဘက်ကိုငါမသွားရည်ဘူးမင်းကလည်းကွာပြောလိုက်ရင်ဒီတိုင်းပဲမအိုက်လေလှုပ်ဖြာရှိတာဆက်လို့အေးအေးငါသွားလိုက်အောင်အောင်မြင်ထသွားတော့ငအောင်လဲပခတ်ပေါ်ကနေတောင်မောကိုမော့ကြည့်ပြီးတော့စက်ခနဲ့ကောက်ထားပြီးထင်းခုတ်ဓားတချောင်းကို깟ပြီးတော့ရွှေမြင်တင်တောင်မောကိုတက်သွားခဲ့လိုက်တယ်။နေကထန်းတဲ့ဖျားကိုကျော်လွန်နေပြီဖြစ်ပေမဲ့ရွှေမြင်တင်တောင်မောမှာတော့လေဒီဖြူးဖြူးနဲ့ချမ်းအင်းနေခဲ့တယ် ဇေဒီရဲ့ဘေးဘက်အရေးရတဲ့ညောင်ပင်အောက်မှာတော့အောင်မြတ်သားတို့ဆရာသပည့်တောင်းအောင်နေတူခန်းနွမ်းနွမ်းအဝတ်ကိုဝတ်ဆင်ထားတယ်မိမကြီးတရားစကားထိုင်ပြောနေခဲ့ကြတယ်အမေကြီးကဒီမကြီးကအတော်ကြပြီပေါ့ကြာပေါ့ကွယ်နှစ်30လောက်တော့ရှိပြီအမေကြီးမှာမိသားစုတွေရော ရှိသေးလားသားတယောက်သမီးနှစ်ယောက်တော့ရှိတယ်သူတို့လဲလေကို့အိမ်အောင်နဲ့ကိုိုးဆိုတော့ဒီကိုမလာပြကြတာများပါတယ်အမေကြီးကိုကြည့်ရတာ ဗီဒီအောက်ကတဲရင်ကနေဘဲမှသွားတာလည်းမတွေ့ရအခုလိုနေရတာမပြင်းဘူးလားမပြင်းပါဘူးကွယ်နေဘက်တွေဆိုရင်အသီးအရွက်တွေလိုက်ခုညဆိုလို့ရှိရင်ဖျားရှစ်ကိုတရားထိုင်တာနဲ့တင်အချိန်ကုန်လုံးကုံမမ်းမသိဖြစ်နေတာအမေကြီးရဲ့စကားကြောင့်အောင်မြတ်သာပြုံးလိုက်ပြီးတော့ခဝဲဝဲမှာရှိတဲ့မုံမထီတောင်ဘက်ကိုငေးကြည့်လိုက်တဲ့အချိန်ဇေဒီရဲ့အရှိတ်ရဲ့ရင်မြမှာတော့လူတယောက်ရက်နေတာမြင်လိုက်ရတယ်အစကတော့တာမန်လူလို့ထင်ပေမဲ့ တေးသာကြည့်လိုက်တော့နှစ်ဖူးမှာလာကျန်းသရံဆွဲထားတာမြင်လိုက်ရတယ်။အဲဒါကြောင့်စကားသားကိုဖျက်လိုက်ပြီးအရှိတ်ရင်မြင်ဘက်ကိုထွက်လာခဲ့တဲ့ချိန်ထိုလူကမျက်နှာငယ်လေးနဲ့အောင်မျက်သာတို့ကိုကြည့်ပြီးတော့"ကျုပ်တို့ကိုကြီးပါအောင်ဗျာ။အသင်တို့ကျုပ်ကဘာများကိုကြီးရမှာလဲ။ကျုပ်တို့နေတဲ့အရက်ကိုလူတယောက်ရောက်နေလို့ဗျာ။အဲ့ဒီကောင်လေးဘလို့ပဲ၆လန်၆လန်မကြောက်တဲ့ပြင်ရေဒီကုံအောက်ကနေပြီးတော့စေးရံတစ်ချောင်းမှာယူသွားသေးတယ်" အဲ့ဒီလူကိုအရင်ကမြင်တွေ့ဘူးလားအခါမှမမြင်ဘူးပါဘူးအခုလဲလေဒီဘက်ကိုလာနေတယ်လို့ပြောတယ်လောကလူမျိုးတယောက်ရဲ့စကားကြောင့်အောင်မြတ်သားကတောင်တက်လန်းကိုကြည့်လိုက်ရာဘောင်းမီတို့နဲ့စုတ်ချက်တစ်ထဲကိုဝေထားတဲ့လူတယောက်တက်လာတာမြင်လိုက်ရတယ်တင်တို့ရဲ့ပစ္စည်းကိုကျုပ်ပြန်ရအောင်တောင်းပေးပါမယ်ကျေးဇူးတင်ပါတယ်ဆရာလေးရေလောကလူမျိုးထသွားတော့အောင်မြတ်သားလည်းဘောင်းကောင်းတဲ့ခွန်းလာကိုခေါ်ပြီးတော့တောင်အောင်စင်းလန်းဘက်ကိုဆင်းလာခဲ့လိုက်တယ် ေရီကနေခြေလန်းတရားလောက်ရှောက်ပြီးချိန်မှာတော့သပင်ဖုတ်တိုက်တဲ့လူတယောက်ကဖနက်ကိုခါးစားမှထိုးပြီးတော့သူတို့နဲ့မျက်နှာချင်းဆိုင်တက်လာတာမြင်လိုက်ရတယ်အဆိုပါလူကအောင်မြတ်သားတို့ကိုမြင်တော့ဘူးကြည့်ကြည့်ပြီးတောင်ပေါ်ကိုဆက်တက်သွားပြီးလှုပ်ပြီးကမှပြန်လှည့်လာပြီးတော့ခမည်းတော်ကဒီတောင်ပေါ်မှာဘာလုပ်နေကြရလဲကျုပ်တို့တွေကလည်းတောင်ပေါ်မှာအဋ္ဌံဝင်နေတာပါဘာများဖြစ်လို့လဲခမည်းတော်တွေမလိမ်နဲ့တော့လူကြည့်တော့သူတော်ကောင်းလို့လို့ဘာလို့လို့နေတကယ်တမ်းကြတော့ တိုက်လာတူးကြတာမဟုတ်ဘူးလားမဟုတ်ရပါဘူးဗျာခမရအထင်လွဲနေပါပြီဘာမဟုတ်တာခမရတို့မောင်းထုတ်ဖို့တာအဖိုးကိုပြောရမယ်အဖိုးဆိုတဲ့စကားကြောင့်အောင်မြတ်သားတို့အချင်းချင်းကြည့်လိုက်ပြီခမရပြောတဲ့အဖိုးဆိုတာရွှေမင်းတင်အဖိုးကိုပြောတာလားအောင်မာဒီတိုက်ဆရာတွေကအဖိုးနာမည်ရောတက်ခေါ်ရဲနေပါလားဟဲ့ငါအောင်ဧည့်သည်တွေကိုဘာပြဿနာရှာနေရလဲ နောက်ကျောင်းကနေထွက်လာတဲ့ကရင်မာရဲ့တန်းကြောင့်ငအောင်ကမျက်လုံးကိုပင့်ကြည့်လိုက်ပြီးတော့အဖွားတော်မှာဒီကောင်လေးကတင်းသေးထားတာပေါ့လေဟဲ့ငါအောင်ငါလှုပ်လိုက်ရနားတော့မယ်ဘာမှမသိပဲပောက်ကရပြောနေနေနင်းသမင်းမစသည်ငါ့အိမ်မှာဝင်စားတော့အောင်ငအောင်ကအမေအိုရဲ့စကားကြောင့်အောင်မြတ်သားတို့ကိုဘာမှဆက်မပြောတော့ပဲနဲ့မိုက်ကြည့်ကြည့်ပြီးတောင်းပေါ်တက်သွားခဲ့တယ်ငအောင်ရဲ့ငါမှာတော့လေဟင်းမကောက်ဘူး နင်အဆင်ပြေလို့လားထဲစားပြီတော့ဟင်းကဘယ်တော့ကောင်းမလို့လဲဗျာအခုချက်ထားတာလေဘာမှမထည့်ပဲချက်ထားတာမဟုတ်လားငါအောင်ကစမ်းညမ်းသမင်းကိုဇလုံးထဲထည့်လိုက်ပြီးတော့နှမ်းပတ်ငပိနေအသေးရွက်ရေလုံးပြုတ်ကိုကျုံလိုက်ပြီးခေါင်းမဖော်တန်းစားပါလေရောအဖွာအဖိုးကကြုတ်ကြောင်ဘာပြောသေးလဲနင်အရက်တွေနေတိုင်းတောက်လို့လေအဖိုးကစိတ်ဆိုးနေတာကြုတ်ကြိုက်လို့တောက်ပေမဲ့ဗျာဘသူ့အမဒုက္ခမပေးပါဘူး ုက္ခပေးမပေးတော့မသိဘူးဟဲ့မန်းနေစီရတော့ဒီသူ့ကူဘက်ကိုနင်လာလို့ရှင်ခြေသလုံးကျိုးအောင်ရိုက်မယ်လို့ကြိတ်နေတယ်မန်းနေစီဆိုတဲ့အတန်းကြောင့်ငအောင်ကထမင်းစားနေတာကိုရက်လိုက်ပြီဟိုတလောဗျာကျုပ်သုံးဖို့မရှိတာနဲ့သူ့သဘင်တူကိုယူပြီးရောင်းလိုက်လို့စိတ်ဆိုးနေတာထင်တယ်ဟဲ့ရီးမနေနဲ့ဟိုကနင့်ော်လေမှတ်လောက်အောင်ပညာပေးမလို့အဖိုးကဈားရဲကနေဝင်တားထားလို့နင်ဘာမှမဖြစ်သေးတာ ကျုပ်ကအဆင်ပြေဗျာအမတော်တွေကိုလေဒီထက်လာတာဆင်ပြေးမှာပါဗျာငအောင်ကမန်နင်းစီကူဘတ်ကိုလှည့်ကြည့်ကပြောလိုက်တဲ့ချိန်ဇေဒီဘောကနေပြီးတော့ယောဂီဝေလူသုံးယောက်ကသူရှိတဲ့ဘက်ဆင်လာတာမြင်လိုက်ရတယ်ဒီတိုက်ဆရာတွေကဘာလာလို့ပြန်လာလဲသူတို့တွေကနင်းထင်လို့တိုက်ဆရာမဟုတ်ပါဘူးအဲ့ဒါဆိုရင်ဘာလဲအဖိုးခေါ်ထားတဲ့သူလားအေးဟုတ်တယ်အဖိုးကလေနင်းကိုဆုံးမပေးဖို့ခေါ်ထားတာ အမေကြီးကပြောပြတာနဲ့သူ့ပစောက်ကိုပြဲလိုက်ပြီးတော့ဘာလဲဘာတွေပြောနေမိပါလဲငအောင်ကသူ့ကိုဆုံးမမယ်ဆိုတဲ့အတွက်ကြောင့်စိတ်ထဲထောင်းကနေဖြစ်သွားပြီးသမင်းပကံကိုဖြစ်လို့ဆေးပြီးတော့တောင်အောက်ကိုပြန်ဆင်းဖို့လုပ်မှာသူ့ခြေထောက်တွေကကုန်းနဲ့ကတ်ထားသလိုဖြစ်နေတာသတိထားမိခဲ့တယ်ဟဲ့လူတွေဒါဒါခမည်းတော်လှုပ်ထားတာမဟုတ်လားဗျာငအောင်ကခြေထောက်ကိုလက်နဲ့ဆွဲခွာရင်မိလိုက်တော့ အောင်မြတ်သားကဘေးမှာဝင်ရလိုက်ပြီသူများစီကယူထားတဲ့ပစ္စည်းတွေပြန်ပေးလှုပ်ပေးမယ်တုပ်ကဘာယူထားလို့လဲဘာယူခဲ့တယ်ဆိုတော့မင်းသိမှာပေါ့အစိမ်ဆွဲနေလို့ရှင်မင်းရဲ့လက်တွေလည်းလေးလံလာပြီးတော့လှုပ်မရဖြစ်သွားလိမ့်မယ်အောင်မြတ်သားရဲ့စကားကြောင့်လက်ချောင်းတွေကိုလှုပ်ကြည့်လိုက်ရတကယ်ကိုလေးလံလာတာသတိထားမိခဲ့တယ်နင်တို့ပြောတဲ့ပစ္စည်းကဒါလားငါအောင်ကခါးကြမှာထိုးထားတဲ့စေးတံတစ်ချောင်းကိုထုတ်ပြလိုက်တဲ့ချိန် အောင်မြတ်သားကစက္ကနဲဆက်ယူလိုက်ပြီးတော့နောက်တစ်ခါသူတစ်ပါးပစ္စည်းကိုမပေးဘဲနဲ့မယူမိစေနဲ့အဲဒါလိုပြောပြီးတော့နဂယုံဖျားရှိတဲ့ဘက်ထွက်သွားခဲ့လိုက်တယ်။ငါအောင်လဲသူ့ကိုပညာပြသွားတဲ့အောင်မြတ်သားကိုမချိန်နဲ့တဲ့ကြည့်နေကြည့်ပြီးတော့တောင်းကိုဆင်းသွားခဲ့လိုက်တယ်။နာယူကကြားတဲ့အထိတောင်ကြီးကရွာကိုမမြင်ရသေးတဲ့အတွက်ငါအောင်တယောက်ခေါင်းနှပန်းကြီးသွားခဲ့တယ်။မဟုတ်သေးပါဘူး။အရင်အောင်ဆိုရင်မိနစ်20ဆိုတာနဲ့တောင်ကြီးရွာကိုမြင်ရပြီလေ။ အခုကဘာလို့မမြင်ရသေးရလဲဇဝေသွားနဲ့ပြောပြီးတော့ခတ်တုတ်တုတ်စဉ်းသွားခဲ့လိုက်တယ်တောင်ကျေးကိုမမြင်ရဘဲနဲ့ခုနကရက်နေတဲ့နေရာဟိုသာပြောင်းလာတာကြောင့်တယောက်ယောက်သူ့ကိုလှုပ်နေပြီဆိုတာသတိထားမိခဲ့တယ်အဲ့ဒါကြောင့်တောင်မော်ကိုပြန်တက်လာခဲ့ရာ9မိနစ်မပြည့်ခင်မှာပဲရွှေမင်းတင်ဇေဒီရှိရာရောက်လာခဲ့တယ်ဇေဒီဘော်ရောက်တော့နဂယုံဖျားရှိမှထိုင်နေတဲ့အောင်မြတ်သားတို့စီသွားပြီဟဲ့လူတွေခမည်းတော် ကျုပ်ပြန်လို့မရအောင်လှုပ်ထားတာမဟုတ်ဘူးလားမင်းရွာပြန်ရောက်လို့ရှင်အရက်သောက်မှာဆိုလို့အဖိုးကလမ်းတွေကိုပြောင်းပြန်လှုပ်ထားတာနေမှာပေါ့အောင်မြတ်သားရဲ့စကားကြောင့်ငအောင်ကစကားတစ်ခွန်းမှမပြောတော့ဘဲနဲ့အဖိုးနန်းရှိတဲ့ဘက်ထွက်သွားခဲ့တယ်နန်းရှိရောက်တော့ပြောင်းမှုဘက်ဆလစ်ကိုခဲပြီးသူ့ကိုစိုက်ကြည့်နေတဲ့အမေအိုကြီးကိုမြင်လိုက်ရတယ်အမေကျုပ်အဖိုးကိုပြောစရာရှိလို့နည်းနည်းဖယ်ပေးဗျာမင်းကငါ့ကိုဘာပြောမလို့လဲပြောစမ်း အမေအိုကြီးရဲ့တန်ကယောက်ျားတယောက်လိုထွက်လာတာကြောင့်ငအောင်တွန့်ကနေဖြစ်သွားပြီးတော့အနောက်ကိုအနေငယ်ဆုပ်သွားခဲ့တယ်။အခုပြောနေတာအဖို့လား။အေးဟုတ်တယ်။ငါကိုယ်တိုင်ဝင်ပြောနေတာကွာ။မင်းကအခုထိအတိတ်တရားမရသေးဘူးလား။ကျုပ်ကိုတောင်းပေါ်ခေါ်တာအခုလို့လှုပ်ဖို့လား။မင်းဘဝမှာလှုပ်ချင်တာတွေကိုစိတ်ထင်တိုင်းလှုပ်ခဲ့ပြီးပြီမဟုတ်လားကွာ။အဲ့ဒါကြောင့်အခုကစပြီးတော့မင်းရဲ့စိတ်ကိုပြောင်းလဲဖို့ချိန်တန်ပြီ။အဖို့ ကျုပ်ကိုတရားချမနေလေကျုပ်ခုအိမ်ပြန်နေတယ်အိမ်ပြန်နေလို့ရှင်ဟိုးမှာရက်နေတဲ့သူတွေဒီမှာခွင့်တောင်းသူတို့ခွင့်ပြုရင်မင်းကိုအိမ်ပေးပြန်မယ်အဖိုးရဲ့စကားကြောင့်ငအောင်လဲအောင်မြတ်သားတို့ရှိရပြန်လှည့်လာတဲ့ချိန်ငကယုံဖះမှာမိုးထားတယ်ရွှေရောင်နဂါးကြီးကအသက်ဝင်တယ်လို့လှုပ်ရှားလာတာမြင်လိုက်ရတယ်ဟာမျက်စီများမှားတာများလားအင်္ဂလိပ်ရုပ်ကဘလို့လုပ်ပြီးလှုပ်ရှားနေမှာလဲမျက်စီမှားတာမဟုတ်ပါဘူးမင်းတကယ်ကိုမြင်နေရတာ ရွှေရောင်နဂါကြီးဟာမပြင်းကိုကားနေအောင်ထောင်ပြီးတော့ငအောင်ရှိရာကိုဆင်းလာတာကြောင့်အလန်တကြားထွက်ပြေးဖို့လို့အောင်မြတ်သားကခုတ်ကနေဆွဲကင်ပြီးတော့နှစ်ဖူးကိုဖြောင်းနေမြအောင်ရိုက်ချလိုက်တော့တယ်။ตาရနာပြောဝဲကောင်းတယ်ဓမ္မတင်းရွတ်ဖတ်တန်ကငအောင်ရဲ့နားလေးကိုတိုးဝင်လာတာကြောင့်မျက်စိကိုဖွင့်ကြည့်လိုက်ရာရွှေပန်းဆွဲတွေရွှေပန်းကွက်တွေနဲ့ဆီချဲထားတယ်။ဗိမာန်ကြီးတစ်ခုကိုဥသွားမြင်လိုက်ရတယ်။ဒီမှာတော့ရွှေအိုရောင်တွေ စိမ့်ပြရအောင်အစင်တစားတွေဝစ်စင်ထားတယ်။မိမယောက်ျားတို့ကတူရိယာတို့ကိုတီးမုံနေပြီ။ချောမောလာပါတဲ့မိမပြိုတို့ကအလွန်အသာရတဲ့ဓမ္မသေးသချင်းကိုတီးဆိုနေခဲ့တယ်။ငါဘဲကိုရောက်နေပါလေ။ဒါကဘယ်နေရလဲ။ငါအောင်တယောက်စိတ်ထဲကနေရေရွတ်နေတဲ့ချိန်ဗိမှန်တဲ့ကိုတလှမ်းချင်းဝင်လာတဲ့ယောဂီဝိလူတယောက်ကိုမြင်လိုက်ရတယ်။ဒါဒါဇေဒီမှာမြင်ရတဲ့သူပဲ။ तू ကဘယ်လိုလုပ်ပြီးဒီကိုရောက်နေပါလဲ။ စကားမဆုံးခင်မှာပဲယောဂီဝေလူရဲ့နောက်မှာ ရွှေသားတိပြီးတဲ့ဝတ်စုံကိုဝတ်ဆင်ထားတယ်လူတယောက်ကက်လျက်လိုက်ပါလာခဲ့တယ်ငအောင်ကအဲ့ဒီလူကိုမြင်တော့ပါးစပ်အဟောင်းလားဖြစ်သွားပြီငါနဲ့တထရာနဲ့တူနေပါလားဒိမ့်မန်ထဲကိုဝင်လာတဲ့သူကငအောင်ကိုမြင်တော့ဖော်ရည်သွားပြုံးပြပြီးတော့ဘေးမှာလွတ်နေတဲ့ပလင်ပေါ်မှာတထိုင်လိုက်တယ်အဲ့ဒီချိန်ယောဂီဝတ်ထားတဲ့လူကငအောင်ရှိမှရက်လိုက်ပြီးတော့မင်းအခုဘယ်ရောက်နေလဲဆိုတာသိကျင်နေတယ်မဟုတ်လား ဟုတ်တယ်။ငါအခုဘယ်ကိုရောက်နေရလဲ။ तू ဟာရောဘသူလဲ။ဘာဖြစ်လို့ငါနဲ့ရုပ်တူနေရတာလဲ။မင်းအခုရောက်နေတာရွှေမြင်တင်တောင်ပေါ်မှာတည်ရှိတယ်။ငကတိုက်တစ်ခုတည်းကိုရောက်နေတာ။ဘေးမှာထိုင်နေတဲ့သူကမင်းရဲ့အကိုပဲ။ဒါဆိုရင်ငါ့ကိုဘာလဲ။ तू ထိုင်နေပလင်နဲ့ငါထိုင်နေပလင်ကဘာဖြစ်လို့တူနေရတာလဲ။ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်နှန်းကိုမင်းနဲ့မင်းရဲ့အကိုကပိုင်ဆိုင်လို့ပဲ။မင်းကိုလူဘဝဆေးလွှတ်လိုက်တာလေ။သာသနာပြုဖို့လွှတ်လိုက်တာ အလာကိုမင်းကအချင်းပြေမူးယူနေမင်းကိုမျောလင့်နေကြတဲ့သူတွေကိုမငဲ့ညာတော့ဘူးလားဆရာညီတော့အရက်ဖိအားမပေးပါနဲ့ဆရာပြောလို့သာသနာပြုလုပ်ငန်းတွေလုပ်ရတယ်ဆိုတာမျိုးကျွန်တော်မျိုးတို့မလို့ချင်ပါဘူးညီတော့ရဲ့စိတ်ရင်းအမှန်နဲ့ပြုလုပ်တဲ့ရအောင်ပဲလိုချင်မိတာပါငအောင်ကအဲ့ဒီစကားကိုကြားတော့စိတ်ထဲကနေဝမ်းနေသလို တစ်ဆုတ်လာပြီးတော့မျက်ရည်တွေကလည်းသူ့လိုလိုကျလာခဲ့တယ်မျက်ရည်တွေပါပြင်ပေါ်စီးကျလာတဲ့နေ့တစ်ပြိုင်တည်းပတ်ဝန်းကျင်တစ်ခုလုံးက ခြားရဟတ်လို့လဲသွားပြီးတော့ဖြတ်ခနဲ့သတိပြန်ရလာခဲ့တယ်။မင်းမြင်ခဲ့ပြီမဟုတ်လား။ကျုပ်မြင်ခဲ့ရတာတွေအမှန်နေလား။ကျုပ်ကဒီเจ้าနေဘာဖြစ်လို့အခုမှသိရတာလဲ။အခုမှသိရတာဆိုပေမဲ့အရင်နဲ့ကမင်းကတခြားသူတွေထက်ထူးခြားနေတာကိုသတိထားမိခဲ့တယ်မဟုတ်ဘူးလား။ဥစ္စာတော့ညီမကိုဆင်ထားတဲ့သပင်တူကိုယူပြီးရောင်းစားတယ်။လဝလူမျိုးတွေပိုက်နေပစ္စည်းတွေကိုယူပြီးအရက်နဲ့လဲတော့တယ်။တာမန်လူတယောက်ကလေအဲ့ဒီလူမျိုးကလှုပ်လိုက်လို့ရှင် အခုချိန်အသက်တောင်ရှိတော့မှာမဟုတ်ဘူး။ဒါပေမဲ့မင်းကဘာမှမဖြစ်ဘူး။ဘာကြောင့်မဖြစ်လဲဆိုတော့တောင်ပိုင်ဖိုးကမင်းကိုကာဝယ်ပေးထားလို့ပဲ။အဲ့ဒါကြောင့်မကောင်းတဲ့ကိစ္စတွေကိုရက်တန်းရက်ပြီးတော့ငယ်ဘိုးကအိမ်မက်ဖြစ်တယ်။ရဟန်းပြူချင်းအကောင်အထည်ပေါ်ပါ။ဟုတ်တယ်ဗျာ။ကျုပ်ငငယ်တော့ကလေကြီးလိုက်ဘာလုံးလဲဆိုပြီးမင်းဖုန်ကြီးဝင်မယ်လို့ပဲဖြေခဲ့တာ။ဒါတွေကိုခမရဘလို့လို့ပြီးသိနေရလဲ။တင့်ရဲ့ဖြစ်တည်မှုတွေကို အနီးကစောင့်တက်နေတယ်တောင်ပိုင်ဖိုးကပြောလို့သိတာပါကျုပ်လမ်းမခဲ့ပြီဗျာအရန်ကိုမှားခဲ့ပြီငါအောင်ကနောက်နောက်ရတဲ့အတန်းနဲ့ပြောပြီးတော့ခေါင်းငိုက်ဆိုင်ကြားသွားခဲ့တယ်မကြားခင်ချိန်မှာတော့သူညာလာတဲ့အတန်းလေးနဲ့တူငါအောင်ရဲ့အမားဖြစ်သူပါဝင်ရွာသားတွေအားလုံးကဒေဒီဘောကိုရောက်လာခဲ့ကြတယ်ငါအောင်ရဲ့ငါခမရလေးနေပြောက်လို့စိတ်ပူလိုက်ရတာလက်ဆတ်တတ်တော့ဒီရောက်နေတာကို မာကြီးလကားကိုငါအောင်ကဘာမှပြန်မပြောဘဲနဲ့ခြေထောက်ကိုနှစ်ဖူးနဲ့ထိပြီးကတော့ပါလျော်ဟဲ့ငါအောင်မင်းဘာလုပ်တာလဲမာကြီးကျွန်တော်ဘုန်းကြီးဝှစ်ချင်တယ်ဗျာအလိုလေငါနားစားများမှားတာလားတကယ်ပြောတာပါဗျာကျွန်တော်ဘုန်းကြီးဝှစ်မှာမလို့မာကြီးကခွင့်ပြုပေးပါငါအောင်စကားကိုကြားတော့အမဖြစ်သူခမညာမျက်ရည်မဆဲနိုင်တော့ဘဲနဲ့အမကခွင့်ပြုတာပါဟဲ့တိတ်ကိုခွင့်ပြုတာပါ အဲ့ဒါလို့ပြောရင်လေငါအောင်ကိုခတ်တင်းတင်းပွေးဖက်လိုက်တော့တယ်ဒီနေရာမှာတော့လူရုပ်ငါအောင်ရဲ့လူဘဝပြီးဆုံးခဲ့ပြီးတော့နောက်ထပ်ဇလန်းလေးမှာ ဖုံးကြီးဝင့်နဲ့ညီတော်မီပုံသာသနာပြုမလဲအောင်မြတ်သားတို့ကရောဘလို့ကူညီကြမလဲဆိုတာတော့အောင်မြတ်သားနဲ့တိုက်ဆက်သာသနာဆိုတဲ့ဇလန်းလေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ